မေလအတွင်းဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းမှာဆိုင်ကလုံးမုန်တိုင်းဖြစ်နိုင်ချေ90အထိမြင့်တက်ခဲ့ပြီးမှအနောက်တောင်မုတ်တုံလေဝင်ရောက်လာခြင်းကြောင့်မုန်တိုင်းဖြစ်နိုင်သည့်တီနီယာဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းကိုပြောင်းသွားတာတွေ့ရပါတယ်။ မင်္ဂလာပင်လေအော်အနောက်တောင်ပိုင်းမှာမုန်တိုင်းဖြစ်နိုင်ခြေမေလာနှစ်ဆက်တရက်အထိရာဂိုင်းနှုန်း80ရှိနေပြီးမှနှစ်ဆက်နှစ်ရက်နေ့ကစပြီးပြန်လေရောကြကအာရေပြပင်လေဘက်ကိုမုန်တိုင်းဖြစ်နိုင်ခြေကူးပြောင်းသွားတာတွေ့ရပါတယ်။အာရေပြပင်လေဘက်မှာလည်းဆိုင်ကလုံးမုန်တိုင်းဖြစ်နိုင်ခြေ80အထက်ကိုတက်မလာဘဲမေလာနှစ်ဆက်6ရက်နေ့မှာပြန်လေရောကြကမေလာနှစ်ဆက်8ရက်မှာမုန်တိုင်းဖြစ်နိုင်ခြေကမင်္ဂလာပင်လေဘက်ကိုပြန်ကူးလာတာတွေ့ရပါတယ်။ Windy ရဲ့ Knuff, Gas Model တွေနဲ့ Jeff's, Jeff's Model တွေမှာပါမေလကုံရဲ့အတွင်းမုံတိုင်းဖြစ်နိုင်ခြေတွေပြလာတာကြောင့် Model အားလုံးတပြေးညီပြတာတဲ့ကြိုတင်ခံမှန်းချက်တွေအရပြီးခဲ့သည့် Post တွင်တင်ပြပေးပြီးမေလ28ရက်29ရက်30ရက်တွေမှာဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းမှာ မုံတိုင်းဖြစ်နိုင်ခြေပိုများလာပါတယ်မြန်မာနိုင်ငံအတွင်းမှာတော့တနိုင်ငံလုံးကိုအနောက်တောင်မုတ်တုံလေးဝင်ရောက်ပြီးဒီရက်နေ့တိုက်ဆိုင်နေခြင်းပင်လယ်ပြင်က ဝင်းဒီရဲ့ Knuff Guess Model တွေနဲ့ Jeff's Jeff's Model တွေမှာပါမေလကုံရဲ့အတွင်းမုံတိုင်းဖြစ်နိုင်ခြေတွေပြလာတာကြောင့်မတော်အားလုံးတပြေးညီပြတာတဲ့ကြိုတင်ခံမှန်းချက်တွေအရပြီးခဲ့သည့် Post တွင်တင်ပြပေးပြီးမေလ28ရက်29ရက်30ရက်တွေမှာဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းမှာမုံတိုင်းဖြစ်နိုင်ခြေပိုများလာပါတယ်မြန်မာနိုင်ငံအတွင်းမှာတော့တနိုင်ငံလုံးကိုအနောက်တောင်မုတ်တုံလေဝင်ရောက်ပြီးဒီရက်နေ့တိုက်ဆိုင်နေခြင်းပင်လယ်ပြင်က 3ရက်အတွင်းမိုးရေချိန်နှိမ်ရမီလီမီတာဝန်းကျင် ရှစ်လက်မနီးပါးခန့်မိုးရွာသွန်းနိုင်တာကို တွေ့ရတာကြောင့်ပုံချောက်ဟော်ပြပါမြင့်များရဲ့မြေကန်းအနီးဝန်းကျင်မှာပြည်သူများအနေနဲ့မေလလကုန်ပိုင်းဇွန်လပထမပတ်အတွင်းကာလတွေမှာမြေရေတက်လာနိုင်တာကိုသတိထားကြဖို့အတိပေးခြင်းပါတယ်